ပေါင်မုံကိုထောဘတ်တို့စတော်ဘယ်ရီကိုတုပ်စားရတာယူလာလို့ပူတင်အမြင့်လေးလောက်စားပါမယ်ရှင်။ပူတင်အမြင့်လေးလောက်ဖို့ဆိုရင်ကျဲဥတလုံးနုံမုံတထုပ်ပဲလိုပါတယ်။ပထမဆုံးကျဲဥတလုံးနဲ့နွမ်းတို့တစ်ခွက်ထည့်ပါမယ်။ကြာနှစ်စုံပြောင်းခွန်မုံတစ်စုံနဲ့စားအနေငယ်တို့ထည့်ပြီးတော့တမအောင်မှုပါမယ်။အားလုံးတမတော်ပြီဆိုမှမီးဖွင့်ပါမယ်။ မီးအေးလေးနဲ့ပြစ်လာတဲ့အထီးဖြည်းဖြည်းချင်းမွေပါမယ်ရှင်ဒီအနေထားလေးဆိုရင်ရပါပြီ။ဥတီးအနေလေးနဲ့စားဖို့အတွက်ပေါင်မုံကို ထောဘဲဒါမှမဟုတ်စီရနေငယ်ထည့်ပြီးအပူပေးလိုက်ပါမယ်။ပေါင်မုံလေးတွေကို အနည်းတော့အရွယ်လေးတွေလီးထားလိုက်ပါမယ်။ပြီးရင်တော့ပူတင်အနေလေးစမ်းပေးလိုက်ပါမယ်။ ူတည့်ရက်နှစ်လေးကစိုးစိုးကြီးလေးနဲ့အရန်စားလို့ကောင်းတာမလို့လှုပ်ရှားကြည့်ကြပါရှင်။